ချက်ချင်းပစံချက်ချင်း15သိန်းပေးရမယ်ဆိုတော့တိတ်တော့မဟုတ်ဘူးမဟုတ်တော့အဲ့ဒါကွာအင်းအင်းလို့တခြားဆိုင်တွေသွားပါလာမအောင်လေလို့ cosmetic ဆိုင်တွေရှိရလို့မဟုတ်ဘူးတဲ့ကျွန်တော်ကလည်းအမားရဆိုင်လိုလူပို့သိစေချင်လို့တဲ့ဒီနာလမ်းထိပ်ဖက်လေးပို့ကြတော့လုတ်ပေးချင်တာတဲ့သူယုံကြည်ကြပြီဆိုတဲ့အချိန်မှာသူ့ရဲ့အိမ်ကိုလည်းလိုက်လာပြီးတော့မှသူ့အိမ်ကမိသားစုတွေနဲ့လည်းမိသားစုတွေယုံကြည်မှုကိုလည်းရအောင်ယူတဲ့မိသားစုတွေနဲ့ရင်းနှီးသွားပြီးတဲ့အချိန်မှာအလုံးမင်းလာပါတကယ်ချင်းတို့ကျွန်တော်ကတော့ဆိုင်းကြီးပါဗျဒီကနေ့တကယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့ အခုဆိုရင်ကြားဖြန့်တွေကပေါ့နော်အိနိုင်ယာရောက်ထိလိုက်လိန်နေတယ်ဆိုတဲ့အကြောင်းလေးကိုအမားနှစ်ယောက်ကပေါ့နော်တိတိကျကျလေးပြောပြထားတယ်ဗျဒီအမားတွေကတော့ကိုယ်တိုင်လက်တွေ့အလိန်ခံရတဲ့သူတွေဖြစ်တယ်ဗျဒီကိစ္စရက်ကိုကျွန်တော်တို့ဝေးဝေးလန်လန်နေဆက်တွေမှာဖြစ်တာမဟုတ်ဘဲနဲ့ပေါ့နော်ကျွန်တော်ရန်ကုန်ရဲ့လှိုင်းသားယာမြို့ထဲမှာဖြစ်သွားတဲ့ကိစ္စရက်လေးတစ်ခုပဲဗျ ကြည့်နေတဲ့ကျွန်တော်ရဲ့တငယ်ချင်းတွေလေပေါ့နော်ဒီလိုအလားတူကိစ္စရဲ့ဖြစ်လာတယ်ဆိုရင်လုံးဝတတိထားလို့ရောက်အောင်လို့ရှောင်ကျဉ်နိုင်အောင်လို့ကျွန်တော်ဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ဗျ။ကဲရန်ကုန်တိုင်းလှိုင်သာယာမြို့ကအမတ်တယောက်ပေါ့နော်သူတွေ့ကြုံခဲ့ရတဲ့အလိန်အညာကြားဖြန့်နဲ့ပတ်သက်တဲ့ကိစ္စလေးကိုကျွန်တော်တို့အတူတူနားထောင်ကြည့်ကြရအောင်ဗျာနော်။မနက်ကတော့ဆိုင်ကိုကြားဖြတ်နှက်ကောင်လာတဲ့အကြောင်းပြပြမယ်။ အဲ၂ရက်ကဝင်လာပါတော့အကောင်လေး၂ရက်အင်းအဲ့လိုပဲဖြောင်ဖြောင်လေးပဲတိလားဝင်လာပြီးတော့သူတို့ကအဲဆိုင်ဆက်နေကုန်ပြရပါတယ်မတို့ဆိုင်ဟိုရဲဆက်ရှိုင်းကဒီ cosmetic ပစ္စည်းတွေပေါ့နော်ထားပေးခြင်းတယ်ပေါ့လေးပေနှစ်ပေမှန်မုံလေးနဲ့ပဲတဲ့မှန်မုံထားကောက်လေးတလောက်နှစ်သိန်းပေးမယ်တဲ့အာပစ္စည်းကလည်းသိန်းပြားဘူးလောက်တယ်ချပေးထားမှာတဲ့ဆိုင်ရတော့ချမပေးဘူးတဲ့ဟိုဆိုင်ကြည့်ပြီးမှချပေးရပါတော့အပစ္စည်းတွေဟွာဖြစ်သွားတဲ့အခါကျရင်လဲတဲ့ဒီကောင်မလေးနေပေါ့ promotion လာဆင်းပေးမှာတဲ့လူတိဝအောင်လို့ပေါ့နော်ဆိုင်အောင်လဲတဲ့အဲ့ဒါနဲ့ စဉ်းစားနေပုံစံကတော့တိတ်ရောမကြောက်လို့ပြီးတော့မရောင်းရရင်ရောလို့မရောင်းရတယ်လားနှစ်သိန်းပေးမှာပဲတဲ့အဲသုံးလားလောက်နေလို့မရောင်းရအောင်ဆိုရင်နောက်ဆုံးမရောင်းအောင်ဆိုရင်တော့ကျွန်တော်တို့ကလည်းပစ္စည်းပြန်ပေးလို့ရရဲကျွန်တော်တို့ကအိုက်ဒီယာဟမ်ဟုတ်လိုက်လားပေါ့အားနေကောနေပြီးတော့တို့တိတ်ရောယုံတော့မယုံဘူးကွာသိရမလားဘာရစ်စပြောမလဲပေါ့နော်ငါရှင်မှတ်ပုံနေပါတော့တောင်းမလားကြားဖြန်လာပါဦးစိတ်ထဲမှာတော့အချိန်မှဝင်နေပြီတော်လဲကြာကြတကယ်လုံးမယ်ဆိုဘာလို့လဲဆိုတော့မှတ်ပုံနေနေအချက်လက်တွေလိုရဲတဲ့ ဒါပေမဲ့စစချင်းမှာသူတို့ရှိက15သိန်းမှုလောက်တို့တို့ရှိကဝယ်ပေးရမယ်ပစ္စည်းအဝယ်ပြရမယ်အဲ့လိုအဝယ်ပြမှာတို့ကချပေးမှာပေါ့နော်အဲ့ဒါနဲ့15သိန်းကနေ30ဘူးလောက်ထိပဲ30တရတော့ကျော်ပြီးတို့အဝယ်မခံဘူးတဲ့ ဲ့ဒါကတော့ဒီနေ့ဝယ်ရမှာတို့ကပစ္စည်းဒီနေ့တို့ရှင်မှာပစ္စည်းပါလာတယ်ပေါ့နော်အဲ့ဒါကိုဒီနေ့ပတ်စံရှင်းပြီးဝယ်ရမှာဒီနေ့ PC မှာပတ်စံရှင်းရမှာမဟုတ်ဘူးလားဆိုမဟုတ်ဘူးလေဒီနေ့ရှင်းပြီးတော့ဝယ်ရမှာတဲ့ပစ္စည်းတွေကလည်းတို့ရှင်မှာတက်ပလက်လေးပါလာတက်ပလက်တွေကတို့လုတ်ပေးခဲ့တဲ့ဆိုင်ကိုပြရပါပေါ့နော်အဲ့ဒါနဲ့ကြည့်တာပြောလေ cosmetic ပစ္စည်းတွေကလည်းဟိုတောင်းနေရောမြဘာဒီမန်းကိုမသိရသိရဘာနာမည်မှမရှိရဒီလိုပစ္စည်းတွေအဲ့လိုတိုးလီမုတ်စားတွေတို့ဘက်ကလာတဲ့ဟာတွေဘာဒီမန်းမသိတို့ကတခုတော့ပြောနိုဘိုရီဘာတွေသိလာတယ်သိပါတယ်အဲ့ဒါကြီးလည်းပါရင်တော့လေသိလားအဲ့ဒါနဲ့ အဲ့နဲ့အဲချက်ချင်းပတ်စံချက်ချင်း15သိန်းပေးရမယ်ဆိုတော့တိတ်တော့မဟုတ်ဘူးမဟုတ်တော့အဲ့နဲ့ကွာအင်းအင်းလို့တခြားဆိုင်တွေသွားပါလာမအောင်လေလို့ cosmetic ဆိုင်တွေရှိတယ်လို့မဟုတ်ဘူးတဲ့ကျွန်တော်ကတည်းကအမားရဆိုင်လိုလူပို့သိစေချင်လို့တဲ့ဒီနားလမ်းထိပ်ဖက်လဲပို့ကြတော့လုပ်ပေးချင်တာတဲ့အဲ့နဲ့အာဆိုလဲလို့ဖုန်းနံပါတ်ပေးထားခဲ့လို့အမလို့ဖြစ်တဲ့ခါကျရင်ဖုန်းဆက်လိုက်မယ်ဆိုတော့သူကအဲ့နဲ့ဖုန်းနံပါတ်ပေးထားခဲ့အာတော်ရဲကြဘာပြောလဲဆိုတော့ဟိုဟာတဲ့တခြားဆိုင်ကလုပ်ဖြစ်သွားရင်တော့အမမမြင်အောင်တော့ရပါတယ်လို့အဲ့လိုပဲပြောလိုက်တာပေါ့နော်အဲ့နဲ့သူတို့ထွက်လဲထွက်သွားကိုကနှမ်းကြည့်တဲ့စီလိုက်ပေါ့ ဟိုဘာကုမ္ပဏီကားလည်းမဟုတ်ဘူးကွာလုံးဝပုံမှန်ပရိုဘောင်းတယ်ပဲလာတယ်သူတို့ရဲ့ကုမ္ပဏီသူတို့ရဲ့ယူနီဖောင်းမှာလည်းဆန်ရှန်ယူနီဖောင်းလည်းမဟုတ်ဘူးဒီတိုင်းပဲဒီဘာပြောင်းဘာမှမပါဘူးအဲ့နဲ့ပုံစံရောလို့ဟုတ်တော့မဟုတ်ကွာစဉ်းစားလောက်တော့မလုပ်လိုက်ဘူးပေါ့နော်စဉ်းစားနေငါလို့ဟိုဘလို့လဲပေါ့နော်ဒါတကယ်လားမဟုတ်ဘူးလားစဉ်းစားနေကောင်ကြီးဘက်ကငါမေးကြည့်မယ်လို့တကယ်ဆိုတော့မစိုးဘူးကွာသိရမလားအဲ့ဒါနဲ့ မေးမဲ့လဲဆိုလိုင်းမော်ဒယ်တလားလိုက်ကိုလိုင်း group group တစ်ခုမှာတင်ထားတာကွာအဲ့ပုံစံကိုနဲ့ဖြစ်တာလုံးဝတပုံစံတစ်ထည်ရဘူးအော်တော်သိရဲ့လူငါဟိုသိရမလားစော်စီကလိန်ကြခံရအောင်မယ်လုံးဝကြားဖြတ်နေနော်စိုင်းနဲ့ထိပါရောက်လာတာတတိထားရမှာစိုင်းနေလေးလုံးဝအဲ့လိုမျိုးပုံစံမျိုးဒီခဏခဏလာတယ်ဒါပေမဲ့မနေ့ကတော့ကိုကတော့ခံတော့မခံလိုက်ရအောင်အဲ့လိုမျိုးလာမှာဆိုလို့ပြောပြပေးရပါတော့နော်အကုန်လုံးပဲတတိထားကြပါလို့အဲ့လိုကလိန်နေရှိရယ် ကဲကြည့်နေကျွန်တော်တဲ့ငွေချင်းများစိုင်းနေဖွင့်ထားတယ်ဆိုရင်တော့ DBO လေးကငွေချင်းတို့အတွက်လုံးဝတန်ဖိုးရှိမယ်လို့ထင်တယ်ဗျဒါဒီအမဆိုရင်လှိုင်းတရာကဗျာနော်အခုဒါအလိမ်မခံရတာပဲတော်တော်ကြီးကံကောင်းနေဗျာနော်ဒါဒီအမကလည်းအတွေ့အကြုံလဲရင့်ကျက်လို့နော်အတွေ့အကြုံလဲများလို့ပြီးတဲ့အခါလေးလာနိုင်စွမ်းလဲရှိတယ်နော်အတွေ့ခေါ်လဲကောင်းလို့ဗျတာမန်ယုံတက်တဲ့လူဆိုရင်တော့ဒါပါသွားပြီဗျာနော် ကြားဖြတ်နေကအွန်လိုင်းပေါ်မှာနေလိန်တာမဟုတ်တော့ဘူးအိမ်တန်ရာရောက်ထိပါမှာလူကိုယ်တိုင်ယုံလုံးပြပြီးတော့မှလိန်တဲ့ဥစ္စာဖြစ်နေပြီအဲ့ရဲ့ဥစ္စာကိုဒီနေ့တိလိုက်ရတယ်ဒီနေ့ညီမလေးတယောက်တင်လာတာတွေ့တယ်ချောချောလေးပဲငငယ်လေးပဲเนาะသူကအွန်လိုင်းကနေပြီးတော့မှသူ့ကိုပုံမှန်တိုင်းအရင်ကတွေ့နေကြဆိုအွန်လိုင်းကနေပဲဒီကိုချစ်တယ်ကြိုက်တယ်နိုင်ငံခြားကဘာညာဆိုပြီးတော့မှဒီလိုမျိုးလာပြီးတော့မှ လိုင်းမော်ကနေချစ်ကြိုက်ကြောင်ပြောပြီးတော့မှလိုင်းမော်ကနေပတ်စံနေလိမ့်တာပြီးကြိုက်သွားတယ်ချစ်သွားတယ်ကိုကရင်းနှီးမှုတွေအများကြီးရလာပြီးဆိုကိုကိုပတ်စံဘလောက်လွဲပါဘာပစ္စည်းတွေလက်ဆောင်ပို့လိုက်ပါမယ်ဘလို့မျိုးအနည်းပြောစုံနဲ့ viewer မျိုးမျိုးနဲ့လိမ့်လိမ့်တာ online ပေါ်မှာအခုက online ပေါ်မှာမဟုတ်တော့ဘူးအပြင်လောကထိကိုအိမ်ပေါ်ထိတက်လာပြီသူကနော် ဆယ်တော်မျိုးလိမ့်တာလေဆိုတော့အဲ့ညမလေးသူတင်ထားတာဆိုလို့ရှိရင်တော်တော်များတိပြီးတဲ့သူလည်းရှိမယ်မတိတဲ့လူလည်းရှိမယ်အဲ့တော့အရင်တော့အခုကအရင်တော့သူကမပေါက်သေးဘူးပေါ့နော်ဟိုအဲ့လိုမျိုးမပေါက်သေးတဲ့အတွက်ကြောင့်ကိုရီးယားဓာတ်တွေကိုအတိဟိုတိုးပွားအောင်လို့ပြောပြတာပါဘယ်လိုမျိုးသူ့ကိုလိမ့်လဲဆိုသူ့ကိုပုံမှန်တိုင်းမက်ဆေ့ချ်မှာစကားပြောတယ်ဘာညာစီလိုမျိုးကြီးပြောကြတယ်သူကဟိုလူကြီးဘသူရဲ့သားပါဆိုပြီးတော့သူ့ကိုအဲ့လိုပြောတယ် ပြောပြတဲ့အချိန်မှာသူ့ကိုကားတွေလည်းပြတယ်ဝိုင်လည်းပြတယ်သူကပြီးရင်သူက ID နဲ့ ID ဘေးရမှာအဲ့ဟာနဲ့တော့ AI ဘာဆိုလဲမသိဘူးအဲ့ဒါနဲ့ဘွဲရတာပါလေဆိုပြီးတော့လည်းပြောတယ်ဘာကြောင့်နေတက်နေပါလေဆိုလည်းပြောတယ်ဟုတ်ပြီအဲ့ဒါကတော့လူတိုင်းလိန်နေကြထုံးတယ်မယ်ဒါဟိုတချို့ဆိုရင်အဲ့လိုမျိုးပြောရဆိုမယုံတော့ဘူးဒါလူလိန်လားပါညာလားဆိုပြီးတော့ပြောမယ်ဒါပေမဲ့အညီမလေးကလည်းနောက်ဆုံးသူအိုက်ကနေပြီးတော့မသူတို့ရီးစားဖြစ်သွားတယ်နာမည်လည်းတင်ထားတယ်ရုပ်ကလေးကလည်းတကယ်ချောချောအမျိုးကောင်းတဲ့အဲ့လိုနိုင်ငံခြားအဲ့လိုလူလိန်နေပုံစံတိုင်းပဲကဲ ဖြစ်ပြီဆိုလို့ရှိရင်ကျမတို့ဆိုလို့ရှိရင်တော့ဟာဒါလူလိန်လားဆိုပြီးတွေးမယ်အဲ့တော့ပြောရင်ပြောမနေလူလိန်ဟုတ်လားမဟုတ်လားဆိုတော့တို့ကအပြင်မှာတွေးကြတယ်အပြင်မှာလာတွေးတယ်တော့အပြင်မှာလာတွေးပြီးတော့မှတို့ချစ်ကြတယ်ကြိုက်ကြတယ်အမှမိစားရဖြစ်ပြီးတော့မှအမျိုးမျိုးဟိုဟာဖြစ်ပြီးတော့မှတို့ရဲ့အကြောင်းအကျိုးရှိမှကိုကနီးစက်သွားတယ်နီးစက်သွားပြီးချိန်မှာသူကနှစ်လပဲရှိသေးရတယ်နော်နှစ်လနဲ့သူတို့နှီးဆက်သွားတယ်ယုံကြည်သွားတယ်ပြင်မာလဲဒီလူကတကယ်ရှိရဲ့ဆိုအဲ့တော့သူ့ရဲ့ယုံကြည်မှုတွေကိုရအောင်ယူတယ် သူယုံကြည်ကြပြီဆိုတဲ့အချိန်မှာသူ့ရဲ့အိမ်ကိုလည်းလိုက်လာပြီးတော့မှသူ့အိမ်ကမိသားစုတွေနဲ့လည်းမိသားစုတွေယုံကြည်မှုကိုလည်းရအောင်ယူတဲ့မိသားစုတွေနဲ့ယဉ်နီးသွားပြီးတဲ့အချိန်မှာအခုနောက်ဆုံးဘာဖြစ်သွားလဲဆိုတော့ဒီအိမ်ကိုသူတို့ခေါ်မိလိုက်တဲ့တည်းအိမ်ပေါ်တိခေါ်မိလိုက်တဲ့တည်းအခုသူ့ရဲ့စီးစိမ်အုပ်စားတွေအကုန်လုံးကိုမချသွားပြီတဲ့ဟုတ်ဗျာနော် မှချသွားပြီးလုံးတယ်နော်နော်အဲ့တော့အခုခေတ်ကယောက်ျားချောချောလေးလဲယုံလို့မရတဲ့ခေတ်ဖြစ်သွားပါပြီအရင်တုန်းကကြတော့ online ပေါ်ကနေပြီးတော့မှကိုယောက်ျားလေးချောချောလေးနိုင်ငံသားသားကစကားလာပြောပြီးဆိုတာနဲ့ဩဒါလူလိမ်ငါဘာလိမ်လဲဆိုပြီးတော့တန်းတိနေပြီအဲအဲ့တော့ online ကနေသူတို့ကပတ်စံနေတောင်းနေဘာညာဆိုဒါလိမ်ပြီဆိုတော့တန်းတိသွားပြီအခုကကြတော့ဆောင်ပွဲစင်ဟာ online ကနေငါ့ကိုပတ်စံဘယ်တော့တောင်းမှလဲဘယ်တော့တောင်းမှလဲလူလိမ်ပြီငါ့ကိုဘလော့ဘလော့ဘယ်တော့ဘလော့သွားမှလဲစောင့်ကြည့် နေတဲ့အဆင့်ကိုကျော်သွားပြီးတော့မှဟာငါနဲ့တွေ့တဲ့အချိန်မှာ तू ကလာမယ်လို့ပြောတယ်ဟုတ်လားမဟုတ်လားဆောင်းကြည့်ရင်မှတကယ်ကြီးဒီ online ပေါ်ကသူ့နဲ့ video call ပြောနေတဲ့လူကြီးကသူ့ရှူရောက်လာတယ်ရောက်လာပြီးတဲ့အချိန်ဟာရောက်လာပြီးဆိုတော့ဒါယုံသွားပြီလေနော်ယုံသွားပြီဖြစ်တဲ့အတွက်ကြောင့်ဒါဆိုရင်ငါတကယ်ပေါ့ဟိုဒီဒီနီးကဘသူမှမလိန်လိန်ခံမရသေးဘူးလေအဲ့တော့တိတ်မပွမပွားသေးဘူးအဲ့တော့ဒီအခုလိန်ခံရတဲ့အမျိုးသမီးကဒါပထမအဦးဆုံးလို့ဖြစ်လိမ့်မယ်အဲ့တော့အိုင်နီးရှိတယ်ဆိုတော့ကျမကလာပြောတာပါအခုဆိုလို့ရှိရင် လိုင်းပေါ်ကနေပဲဒီလိုလိန်စားရဲဆိုတဲ့ဟာတွေမှာကျတော့လူအများကတိသွားပြီတိသွားပြီတော့သူတို့ရင်လောက်စားလို့များတော့ဆိုတာတိတယ်အဲ့တော့တို့ဒီဟာတွေကလည်းတို့ကစီးပွားရေးတစ်ခုလိုပဲအဲ့တော့ငါတို့ဘာကြီးလောက်စားမလဲဆိုတို့တိုင်မြင်ကြမယ်ဟိုဟာဖြစ်ကြတယ်မှာအဲ့တော့လူပဲသွားမယ်လူကိုယ်တိုင်မင်းတို့ထွက်တော်ဆိုတဲ့ဟာမျိုးတို့ရဲ့လိန်ကြီးကအဲ့လိုပြောင်းသွားပြီလားမသိဘူးအဲ့တော့လူကိုယ်တိုင်ထွက်လာတယ်တကယ်ပြောတယ်ဆိုတော့နောက်ဆုံးလူကိုယ်တိုင်ထွက်လာပြီဆိုတော့ကောင်းလေးကလည်းချောချောလေးစနန်းရှိတဲ့ဘာညာဆိုတော့လည်း ဟိုဟာဖြစ်ပြီပေါ့အဲ့မှာဂျုံကြည်ပြီးဆိုပြီးတော့မှအိမ်ပေါ်မှာရောက်လာတဲ့အချိန်ကျမှအခုအိမ်ဘွားသူ့ရဲ့ရှစ်ပစ္စည်းတွေမချသွားပါတယ်တဲ့နော်အဲ့တော့အခုကျမှမချသွားမှဒီလူကလူလိမ်မှဒီလိုပါဆိုပြီးခုကျမှအော်ဒါကြာပြန့်လူလိမ်ဒီလိုတော့ဒီလိုထိအိမ်တိုင်းရရောက်ထိလူကိုတိုင်းမျက်မြင်ကိုတွေ့တွေ့ရတာတော့မှကြာပြန့်လူလိမ်နေရှိနေပြီဆိုတာကိုတတိထားမိဖို့အတွက်ဒီဗီဒီယိုကနေကျမအတိပေးပြောကြားခြင်းဖြစ်ပါတယ်နော် ကြည့်နေကျွန်တော်ရဲ့ငွေချင်းထဲမှာเนาะ main ကလေးတွေပါတယ်ဆိုရင်တော့ဒါကလုံးဝသတိထားစရာပဲဗျာเนาะသူတို့ကတော့ဒါပတ်စံရှိတဲ့သူเนาะတကယ်အတိုင်းဝိုင်းကြီးတဲ့သူကိုတာဂတ်ထားပြီးတော့လိန်ကြတာပေါ့ဗျာเนาะဒါ online မှာတော့မဟုတ်ဘူးเนาะအပြင်မှာတော့မှလိန်လေလှည့်ပြားတဲ့သူတွေရှိတယ်တဲ့ဒါကြောင့်မလို့ main ကလေးကြီးလည်းချစ်သူသမီးကြီးသားထားတော့မယ်ဆိုရင် လုံးဝသတိထားဖို့လိုအပ်တယ်ဗျာနော်။သူ့ရဲ့နောက်ချောင်းကိုတီမှနောက်ချောင်းကိုစုံစမ်းလို့ရသွားမှထားတာကပို့ပြီးတော့စိတ်ချရမယ်လို့ထင်တယ်ဗျ။ကျွန်တော်တငယ်ချင်းများအားလုံးဒီနေ့ကျွန်တော်တင်ဆက်ပေးလိုက်တဲ့ဗီဒီယိုလေးတွေကနေပြီးတော့ကြည့်ရှုနေကျွန်တော်တငယ်ချင်းတွေအတွက်ဗဟုသုတတစ်ခုခုကြံခဲ့လိမ့်မယ်လို့ထင်ပါတယ်ဗျ။ကဲတငယ်ချင်းတို့ပြောချင်တဲ့အကြောင်းအရာလေးရှင်လဲကျွန်တော်အောက်မှာ comment လေးရေးပေးထားခဲ့ပါအောင်ဗျ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာနော်။နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါဦးမယ်ဗျာနော်။